2025ခုနှစ်ဇွန်လ20တောက်ချာနေမင်းစိုးစိုးနှုတ်ခွန်ရင်းကြီးဖျားကင်တော်တော်လည်းကျွန်တော်တို့တပြက်ခန်းစားပြီးတိတာကလာတော်လာခြင်းလည်းမဲ့ခွေရွတ်ပြည့်စင်ပြည့်ဖြစ်ရှင်နာမပုံကြီးပါစီတော့ကလာချီကိုရှေးစွာရွေးတော်မဆိုရင်နှစ်စာနေဒီဂရီပါဝင်ကျွန်တော်ကျမတယောက်ချင်းစီတက်ရှင်ခဲ့တာ181ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကွန်ကရစ်181ကိုဘလို့သုံးပြုကလည်းပြန်ပြောင်းဆန်းစစ်စစ်စားဆင်ညာလို့ပွင့်ရအောင်ကျန်ရှိသေးတော်မတက်ဖန်နေဆိုင်ပြီးနှစ်ကုန်တီ194ရက်ကျန်ပါသေးတယ် ်ချက်ရှိတဲ့နေ့ရက်တွေကိုလည်းကာလချောင်းကောင်းဆုံးရွေးနှုတ်ပြီးတွာလာခြင်းလည်းပို့လို့မှာရှေးဥစွာတိုက်တွန်းလို့ဆိုပြစီဒီကနေ့ my blessed morning season အဓိကခြေပြီးမဲ့ကျမ်းစာကတော့ယောမရစာခန်းကြီး2အပိုက်ငယ်7ဖြစ်ပါတယ်ပြည့်ညက်တရားကိုမသိဘဲပြစ်မှားသောသူတို့သည် ပြည့်ညက်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ပြည့်ညက်တရားကိုသိလျက်ပင်ပြစ်မှားသောသူတို့သည်ပြည့်ညက်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။မကုတော်သည်အသက်ရှင်သောရဖြစ်တိုင်းရောက်တဲ့မှာဖျားသခင်သည်အသက်တပံပြန်လည်ကောင်းချီးပေးပါစေသောအာမင်။ပညာတရားမဲ့ပြမှခြင်းနဲ့ပညာတရားသိနေတာနဲ့မာယွင်ခြင်းပြမှခြင်း။အော်ဒီပညာတရားဆိုနေရမှာဘာသာတရားလေးထည့်လိုက်ပို့ပြီးတော့လွယ်သွားလိမ့်မယ်။ဘာသာတရားမရှိပဲနဲ့ဘာသာတရားမသိပဲနဲ့မှားတယ်သူလွတ်မယ်ထင်လားဘာသာတရားသိလည်းနဲ့ပြမိုင်း တန်းတော့ပို့ဆိုးတာပေါ့လွတ်မယ်ထင်လားကျောင်းချာစာပြောပါတယ်ပြဉ္ညာတရားမသိပဲပြစ်ပါတဲ့သူတွေကပြဉ္ညာတရားမဲ့ပျက်စီးခြင်းရောက်မယ်ပြဉ္ညာတရားကိုသိရနဲ့မှားရင် ပြစ်မှားရင်လည်းပြဉ္ညာတရားရဲ့စီခြင်းခံရမယ်ဟုတ်မြို့ကြီး ပြကြီးတွေမှာဟာ traffic rules တွေရှိတယ်မြင်ကြားနေကူရမယ်ပေါ့လေဒီမြို့ကြီးပြကြီးကိုတခါမှမရောက်ဘူးတဲ့သူဟုတ်လား နေရတယောက်လာတယ်ဆိုပါဘူး။ဟောကားလမ်းရှင်းလို့ကူးလိုက်တယ်။ဒါပေမဲ့မြင်ကြားမှာကူးရှင်းတဲ့နေရာကူးလိုက်တယ်။ဒါဆိုရင်လမ်းပြပလိကသူ့ပါလဲဖမ်းပါလိမ့်မယ်။ဘာဖြစ်လို့ဖမ်းတာလဲချိုးပေါက်တာ။ဟာကျွန်တော်မသိလို့မရပါဘူး။ဒါပညာတရားမဲ့နော်ရူးစေမသိပဲနဲ့ဖောက်တဲ့သူ။ဒါလဲစီခြင်းရှိပါတယ်။ ဒါပြည့်ညက်တရားတိအနေသားတဲ့မားတယ်လို့ဒါပို့ဆိုတာပေါ့ဗျာဒါလည်းစီရင်ရှိပါတယ်ဒါဒီနေ့ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်နှစ်မျိုးလုံးအတွက်စီရင်ချင်းရှိတယ်ပြည့်ညက်တရားမဲ့ဘာသာတရားမဲ့အသက်ရှင်နေတာပြည့်ညက်တရားရှိပြီးတော့ဟုတ်လားပြစ်မှားနေတာဘာသာတရားတိရသားတဲ့ဘာသာရှိရသားနဲ့ပြစ်မှားနေတာနှစ်ယောက်လုံးမလွတ်နိုင်ဘူးနော်ကျမ်းစာကပြောလေပြည့်ညက်တရားမတိပဲပြစ်မှားနေလေ ြညတ်တရားမဲ့ပစ္စည်းချင်းလို့ပြောတယ်။ပြညတ်တရားကိုတိလည်းနဲ့ပြမှားတယ်လို့လည်းပြညတ်တရားရဲ့စီရင်ခြင်းလို့ပြောပါတယ်။ကြောက်တည်းနေပြီးတော့မိဘဝတတ်တာထဲမှာဘာသာတရားမတိပဲနဲ့မှားမှားဘာသာရောက်တိပြီးတော့ကိုးကွယ်နေတဲ့သားနဲ့ပဲမှားမှားပြမှားတော့ဆိုလို့ရှင်တာ။နောက်ကနေစီရင်ခြင်းကကပ်ပြီးလိုက်လာတယ်။ကျွန်တော်ပုံမှန်လူတွေပြောပါတယ် ဘာပြောလဲဝတ်ပါအမြဲငရဲမှာအပလို့ပြောပါတယ်ဝတ်လိုက်တယ်ပေါ့လေဝတ်ကအမြဲတမ်းရှိတယ်ကျွန်တော်အသက်တာမကုန်မချင်းဒီကလိုက်နေပါနော်လိုက်နေတာသူများကိုကျွန်တော်မကောင်းတာတွေပြောထားအဲ့ဒီမကောင်းတွေပြောထားရတယ်ကိုယ့်ပေါ်ပြန်တက်ရောက်ပါနော်ဒါတတိချက်စရာကောင်းနေရသူများကမကောင်းပြောတာကိုကိုယ်ရင်ကောင်းနေလို့ပြောသလိုဖြစ်နေတာအောင်မဟုတ်ဘူးအားလုံးက ရောမရဆယ်သုံးသင်ချက်ကပါလဲဆိုရင်အားလုံးကတန်တူပဲဖြောင့်မတော်သူမရှိတယောက်မှမရှိကောင်းသောခြင်းကိုကျင့်သောသူမရှိတယောက်မှမရှိရောမသုံးသစင်းနေစစ်နေတယ်မှာပြောထားတာပဲအဲကြောင့်တရားနေပြီးတော့ကိုယ်တတ်တဲ့ပါစဉ်းစားဖို့လို့ဆိုလို့ရှိရင်ပြညတ်တရားမဲ့ဒီလေးစကလုံးထည့်ထားတယ်ဘာသာတရားမဲ့ပြမှားနေလဲဖြစ်စီခြင်းတော့ပြညတ်တရားတိလဲပြမှားနေလဲ ပညာတရားရဲ့အစီအကျင်းဘာသာတရားတိလဲဘာသာတရားရှိနေတာနဲ့ပြမားနေလဲဘာသာတရားရဲ့အစီအကျင်းခံမှာဖြစ်ပါတယ်တော့ဒါကိုသိပြီးတော့တောင်းလို့မြတ်သခင်ယေရှုပြောင်းမိမိကေတပိုင်းရှင်နဲ့တိကျွမ်းနေဆိုရင်ဘလိုပဲမှားတာမှားတာပညာတရားမဲ့မှားမှားပညာတရားတိပြီးတော့မှားမှားထိုပြစ်တရားတွေထိုရှင်ကကေတင်သွားပြီးပြီဆိုတဲ့တင်ကောင်းကိုကျွန်တော်ဒီနေ့ဝေမျှပေးချင်တာဖြစ်ပါတယ် ကြောင့်ရနှုတ်ကတော်နဲ့ဝင်ငါချရာဖြင့်ရောက်တဲ့ပေါ်ဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော်ဆုတောင်းနေကြပါစို့မြတ်တော်ရှင်ဖပါပြညတ်တရားကိုမသိပဲပြမားတဲ့သူတွေကပြညတ်တရားမဲ့ပြည့်စုံခြင်းရောက်မှာဖြစ်ပါတယ်ပြညတ်တရားကိုသိလည်းနဲ့ပြမားတဲ့သူတွေကတော့ပြညတ်တရားဆင်ခြင်းခံမှာဖြစ်ပါတယ်ဘာသာတရားမရှိဘဲနဲ့မှားတဲ့လူတွေကတော့ပြည့်စုံခြင်းပဲဖြစ်ပါတယ်ဘာသာတရားကိုသိပြီးတော့ပြမားရင်လည်းဆင်ခြင်းပဲရှိပါတယ်ဒါဒီနေ့ဒီဆင်ခြင်းလွတ်မြောက်ဖို့တဲ့သားတော်ယေရှုဖခင်ကလောကကိုကြွလာခဲ့တယ်ဆိုသိပြီးတော့ ်ထိုရှင်မိပိကယ်တယ်မှရှိမနေတီကျွမ်းသွားလာစေအကြောင်းဖြစ်စေဖို့ကြားနေသူတယောက်တည်းမှာအလင်းပြေခြင်းပဲ့ပြင်းခြင်းပုံသင်းခြင်းတို့ပြပြုပြီးကောင်းချီးပေးပါမိကြောင်းတေခြင်းမှရှိပြန်ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖျားနာဘတော်ပြေကိုပြပြုပြီးဆုတောင်းလှဲ့အနန္တကြောက်ရဖဖျားသခင်အာမင်အမိတ်ဆွေတငင်ချင်းတွေမှာယုံကြည်သူတွေပေါ့လေအော်ဘယုတ်ကြီးသေးတဲ့သူတွေဒီသင်္ကြန်ပြောပြရအောင်ကိုယ်တိုင်ပြောပြမယ်နောက်ဒီတရားဟောချက်လည်းသူတို့ နားထောင်နိုင်ဖို့အတွက် public မှာ share လုပ်ပြရအောင်ဒါကေဒီင်းနဲ့ပတ်သက်တဲ့ပေါ်ပြချက်ဖြစ်ပါတယ်လို့နောက်ပြီးတော့ remainder လို့ရှင်းတာကတော့ဒီနေ့20ဆိုတော့မရပါ21တိထားပြီးသားဖြစ်မှာပါလာတရလာတရရဲ့တရက်17ရက်21မှာမွန်တင်ဆက်နိုင်ဒီမှာပြီးပါများတမတရားစီစဉ်ရှိတယ်ဆိုတာပေါ်ပြလို့ပါပြောမရပါမွန်တင်ဆက်နိုင်မှာတော့မိဘများတမတရားစီစဉ်ရှိတာကိုစောင့်ဆိုင်းပြီးတော့ကြည့်ရှုရအောင်ကောက်ကြည့်မိနေတဲ့50ရွာအောင်လို့တိုက်တွန်းလိုပါတယ် ရောက်တိုင်းမှာဘုရားသခင်ဒီကြီးပါတယ်ကောင်းကြီးမင်္ဂလာများနဲ့တောင်းတောင်းပြီးလမ်းပြတော်မူပါစေတော့အာမင်